ပြီးခဲ့တဲ့လအတွင်းတရုတ်ရဲ့လက်စစ်ကားကုမ္ပဏီဖြစ်တဲ့ BYD ကုမ္ပဏီဟာဥရောပမှာလက်စစ်ကားတွေစံချိန်တွေရောင်းဝယ်မြင့်တက်ခဲ့တယ်လို့ South China Morning Post ကဖော်ပြခဲ့ပါတယ်။ BYD ဟာသူ့ရဲ့လက်စစ်ကားတွေကို model အမျိုးမျိုးနဲ့အများပြားထုတ်လုပ်ခဲ့ပြီးသူ့ရဲ့အယောင်ကွန်ရက်ကိုချဲ့ထွင်ခဲ့တဲ့အတွက်လက်စစ်ကားဈေးကွက်မှာလွှမ်းမိုးထားတဲ့ Tesla ကုမ္ပဏီနဲ့ရောင်းဝယ်ကွာခြားမှုကိုကျင်းပောင်းစေခဲ့ပါတယ်။ရှန်ကျန်းမြို့အခြေဆိုင် BYD ကုမ္ပဏီဟာစက်တင်ဘာလအတွင်းဥရောပမှာလက်စစ်ကားအစီအ2463စီးရောင်းချနိုင်ခဲ့ ပြီးပြီးခဲ့တဲ့နှစ်ကာလတူကရောင်းချနိုင်ခဲ့တဲ့ကာစီ9013စီးနဲ့နိုင်ရှင်ရာဝ9စနီးပါးမြင့်တက်ခဲ့ခြင်းဖြစ်ကြောင်းဥရောပမော်တော်ယာဉ်ထုတ်လုပ်သူများအသင်း ACE ရဲ့မှတ်တမ်းတွေကသိရပါဗါး ACE ဟာဥရောပသမဂ္ဂဗြိတိန်အိုင်စလန်လက်ချစ်စတိန်နော်ဝေးဆွစ်ဇာလန်နိုင်ငံတွေမှာမော်တော်ယာဉ်ရောင်းချမှုတွေကိုစီးရင်ကောက်ခံတဲ့အဖွဲ့ဖြစ်ပါတယ်အခုနှစ်စက်တင်ဘာလကအမေရိကန်ရဲ့တက်စလာကုမ္ပဏီဟာပြီးခဲ့တဲ့နှစ်စက်တင်ဘာလကဥရောပမှာမော်တော်ယာဉ်ရောင်းချမှုပမာဏနဲ့နိုင်ရှင်10.5 9500ခန့်တော့ရောကြခဲ့ပြီးကားအစီး3938ခန့်စီရောင်းချနိုင်ခဲ့ပါတယ်။ကိန်းကနန်းတွေက BYD ရဲ့နိုင်ငံတကာမဟာဗျူဟာကတော်တော်အလုပ်ဖြစ်တယ်ဆိုတာတက်တည်ပြနေပါတယ်လို့ရှန်အမ်းမျိုးရှိတတိပုဂ္ဂလလေးလာသူဖြစ်တဲ့ကော်ရှန်းကပြောကြခဲ့ပါတယ်။ကမ္ဘာအကြီးဆုံး EV ကုမ္ပဏီဖြစ် BYD အနေနဲ့သူ့ရဲ့ဒီဇိုင်းနဲ့ကုန်တော့စွမ်းရည်တွေကိုပြသဖို့တရုတ်နိုင်ငံအပြင်ဘက်မှာရောင်းအားကိုဆက်လက်မြင့်တင်ဖို့လိုအပ်နေဆဲဖြစ်တယ်လို့သူကဆိုပါတယ်။ BYD ကုမ္ပဏီဟာ96ခုနှစ်ကြာရင်ဥရောပမှာသူ့ရဲ့ကားရောင်းပြကန်တွေကို လက်ရှိတဲ့နှစပုံမဖွင့်လှစ်ဖို့စီစဉ်ထားကြောင်း BYD ကုမ္ပဏီရဲ့အလုံးမှုဆောင်ဒူအိုကရာဆရလာလီကပြည်ရဲ့အလတွင်ကယူနစ်မျိုးမှာပြုလုပ်တဲ့ IA Mobility ညီလာခံမှာပြောကြားခဲ့ပါတယ်ဥရောပမှာ BYD ကုမ္ပဏီရဲ့ကားမော်ဒယ်73မျိုးကိုရောင်းချနေပြီ2028ခုနှစ်ဆိုရင်ဥရောပမှာရောင်းချမဲ့ကားတွေအားလုံးကိုပြည်ထဲမှာထုတ်လုပ်သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်